ဒီနေ့ပြောပြပေးမယ့်ပုံမြင်လေးကတော့ဝေမာနီကပြိတ္တာဆိုတဲ့ပုံမြင်လေးပဲဖြစ်ပါတယ်။ပုံမြင်လေးကိုမစတင်ခင်မှာ channel လေးကို subscribe လေးနှိပ်ပေးဖို့တောင်းဆိုပေးရစေ။ပုံမြင်လေးဆက်လိုက်ရအောင်။အပိညာယရဟန္တာတို့အမြောက်အများရှိကြသည့်အနက်အရှင်နာယမထေလဲတပါးပါဝင်ဖြစ်၏။အရှင်သည်ဂိစ္ဆကုတ်တောင်၌သတင်းသုံးစပယ်ပြီးနေ့စဉ်နေ့တိုင်းဆိုသလိုရာဇဂြိုမျိုးတို့ဆုံးခံကြတော်မူလေးရှိ၏။ ရှင်နာရရအဖို့ဆုံးခံဖို့ရာကြောက်သွားသည့်အခါတွင်ဖြစ်စေဆုံးခံပြီးစီး၍ပြန်ကြောက်လာသည့်အခါတွင်ဖြစ်စေဝိမာနီကပြိတ္တာတကောင်ကိုတွေ့မြင်နေကြဖြစ်လျာကာလကြာသည်ရှိသောအမြင်အာယုံ၌ရိုးရီနေပြီဟုပင်ဆိုရမည်ဖြစ်တော်၏ဤ၌ဝိမာနီကပြိတ္တာဟုသည်နေဘက်ကာလသို့ရောက်သောကျဲပေါက်တမြကြီးမားထွားချိုင်းလာသောခွေးကြီးများ၏မန်ဆွေဖွေးဖွေးဖြင့်ကြိုက်ဝါးစားတောက်တည်တံကိုနေ့စဉ်နှင့်အမျှမချိမဆန့်အလူလဲခံစားရ၏ ထိုမှညကာလာသို့ကူပြောင်းရောက်ရှိသွားသည့်အခါတွင်မူနတ်၌ဖြစ်သောစီးစိန်တို့ကိုခံစားရချေထိုသို့ဝိမာနီကပြိတ္တာကောင်ကိုတွေ့ရမြင်ရဖန်များလက်တည်ရှိသောအရှင်နာရရလည်းထိုပြိတ္တာပေါ်တွင် စိတ်ဝင်တစားဖြစ်လာခဲ့၏။အသည့်ပြိတ္တာကောင်ဟာတဦးတယောက်တည်းဖြစ်ပါလျက်နေဘက်ရောက်တဲ့အခါတေကောင်ပေါင်းလဲဝေဒနာတို့ကို မချီမဆန့်ခံစားရပြီးညာဘက်ကြပြန်တော့စီးစိန်ချမ်းသာဒုက္ခကိုခံစားရတဲ့အဲ့ဒါဘလို့အကြောင်းရင်းခံတွေရှိနေခဲ့လို့ပါလဲ။ ဒီလိုမျိုးအကြောင်းရင်းမှန်အားတိလိုသောစိတ်ဆန္ဒတို့ဖြစ်ပေါ်လာရ၏တို့ရာတွင်မေးဖို့ရာအခွင့်မသာသေးသည့်အတွက်အင်းလီခုခါမှအခွင့်မသာသေးပေမဲ့အခွင့်သာအခါပေးတဲ့တနေ့မှာတော့အကြောင်းစုံကိုမေးမြန်းကြည့်ရတာပဲလေဟူ၍စိတ်အာယုံနဲ့နှလုံးသွင်းလိုက်ပါတည်းဒီနေ့ညကလာဆန်း73ရရှိနေပြီဖြစ်ရကညကောင်းခင်မှာတော့ လမင်းဝလုံးသည်ကဘာမြေပြင်တဝန်းအားအေးမြသောငွေလိုက်အောင်တို့သည်ကဘာမြေပေါ်သို့ခင်းပြက်လျက်ရှိနေပါပြီအရှင်နာယာရသည်လည်းထိမ့်ထိမ့်သာလျက်ရှိသောလာယောင်အောက်တွင်ဝေပိုလတောင်မှတပားရေပြန်ကြွလာခဲ့၏ထို့သို့ကြောင်မြန်းလာစဉ်လန်းခရီးကြား၌မျက်စီရင်ပါနေခဲ့သောဝေမာနီကပြိတ္တာနှင့်ဆိုတွေ့ပါလေတော့၏ထိုအချိန်ဝေဝေမာနီကပြိတ္တာသည် သူ၏ဘိမှန်အပြင်ဘက်၌အချောအလှဝင်းရံခဲ့သည့် နတ်ကညာဒေဝစီယာဘဲကလေးများနှင့်နတ်စည်းစိမ်ကိုခံစားနေခဲ့သည် သူသည် အရှင်နာယာရကြွမြန်လာသည်ကိုလှမ်း၍မြင်သည့်ခဏမှာပင်မျိုးသေးစွာလက်အုပ်ချီလျက်နေရာမလှ၍တွားလေ၏ဒေဝစီယာနတ်ကညာတို့လည်းနတ်၌ဖြစ်သောဒုရိယာတို့ကိုတာယာညိညောင်းစွာတီးခတ်တီးဆိုဖျော်ဖြေရာမှယုတ်ချီးထား၍တွားသောသခင်နှစ်သားအားအံ့အားတသိငေးကြည့်နေမိ၏မကြခင်မှာပင် ဝိမာနီတိတ်တာတစ်ဖြစ်လဲနှစ်သားသည်အရှင်နာယား၏ရှေ့တော်မှောက်သို့ လက်အုပ်ချီလျက်ရောက်ရှိလာခဲ့၏၌အခွင့်သာအခါပေးပြီးအရှင်နာယားကလည်းစိတ်ထဲရှိသမျှကိုမေးမြန်းတော်မူလေတည်း။"အိုးပြုံမြင့်ထွားတဲ့နှစ်သားတင်ကိုငါမေးချင်နေခဲ့တာကြပါပြီ။ခုမှပဲမေးဖို့ရာအကြောင်းဆိုင်ပေတော့တယ်။ငါသိချင်နေဆိုတာက အခြားတော့မဟုတ်ပါဘူးတင်းစီမှာခစားနေကြတဲ့ရန်ရွှေတော်နတ်ကင်ညာဒေဝစီယာတွေလည်းများမှများပါပဲအဲ့ဒလိုမျိုးညညခါတွေမှာနှစ်သက်ဖွယ်ကမကုံအာယုံငါးတွယ်နစီစိမ့်တွေခန်းစားနေရကနေပတ်ရောက်ပြန်တော့ခွေးဘလူကြီးတွေရဲ့ကြိုက်စားတဲ့တံကိုတင်ဟာအလူးလဲခန်းစားနေရရှာတယ်အဲ့ဒီလိုမျိုးနေဘက်မှာဒုက္ခတို့ညဘက်မှာနဲ့စီးစိမ်ခံစားရရဲဆိုတာဘလို့အကြောင်းကြောင့်ပါလဲအဲ့ဒါကိုသိလို့တဲ့အပြင်ရှေးတိတ်ဘဝက သင်ဟာဘလို့အမှုကိစ္စမျိုးပြုခဲ့ရဲဆိုတာလဲပြောပြပါဦးဒီလိုမျိုးမေးရှိလာတော့ဝီမာနီကပြိတာတစ်ဖြစ်လဲနှစ်သားကလည်းကွန်းထုတ်လေးဖင်ခြင်းမရှိအယိုးခံအတိုင်းပင်ဖြေရှာပါ၏အရှင်ဖျားဦးစွာတပည့်တော်ရဲ့ဘဝဖြစ်အင်ကိုတင်လျှောက်ပါရစေဖုရားတပည့်တော်ဟာရီတောင်ဝေပါရတောင်ဝေပုလတောင်ဗန္နာဝင်းဂိဆာကုတ်တောင်စတဲ့တောင်ငါးလုံးကာစီထားတဲ့ ဟောဒီရာဇာကျူပီကြီးမှာ ရှေးဘွားကတားကောင်တွေကိုဖမ်းဆီးတက်ဖြတ်တဲ့မူဆိုးအလုပ်ကို လုပ်ကင်ခဲ့ပါတယ်။ဖျားသည့်အတွက်တပည့်တော်ရဲ့လက်တွေဟာဆုံးခဲ့ရပါတယ်။ကိုယ်အသက်တချောင်းရှေးဘွားရာရက်တီရှိရာတတော်ဝါတွေရဲ့အသက်ပေါင်းများစွာကိုတက်လို့အသက်မွေးခဲ့ရတဲ့ရက်ဆက်ကြမ်းကြုတ်သူဖြစ်ခဲ့ရပါတယ်။တင်ဟာမူဆိုးဖြစ်ခဲ့တာကိုတင်ပါဖျားတပည့်တော်ဟာလူတွေကိုပဲလုံးမဘေးဒုက္ခမပေးတဲ့ သူစရိုက်ပါတာနဲ့သူပြုံမွေးကြတဲ့တမင်ဒရေကြီးငယ်နိုင်ဆက်အဆရှိတဲ့တားကောင်တွေအပေါ်တနာကျင်နာစိတ်ကင်းခဲ့ပြီးနင်းနေညညမရွေတက်ဖြတ်ဖို့ပဲခေါင်းထဲထည့်ထားခဲ့ပါတယ်ဖရာသည့်အတွက်လူတွေက တပည့်တော်ကိုတောပီရင်လို့တောင်အမွန်းတင်ခဲ့ကြပါတယ်ဖရာတပည့်တော်ဟာ သူ့အသက်ကိုတက်ရမယ်ဆိုရင် စိတ်ထဲမှာအလိုလိုကိုမြူးတူးနေတော့တာပါပဲဒါကြောင့် တားကောင်အနက်များရပြီးဆိုမှဖြင့်နေရညရမခွဲကြပဲလက်နဲ့ဆွဲကင်လို့တားကောင်နောက်ကိုတကောက်ကောက်လိုက်တော့တာပါပဲအရှင်ဖုရားအင်းအကုတုကံရဲ့စေစားရာနောက်လိုက်ပါတဲ့သဘောပေါ်လေးတင်မဖုရားအဲ့ဒီမှာတပည့်တော်ကံတစ်ချက်ကောင်းသွားတာက တပည့်တော်အပေါ်စိတ်ကောင်းအင်မတန်ရှိတဲ့မိ쇠ကောင်းတယောက်ကိုရလိုက်တာပါပဲဖခင်တပည့်တော်ရဲ့မိ쇠ဟာစိတ်တဘောထားဖြူစင်တဲ့သူဖြစ်ပါတယ်ယတနာ၃ပါးကိုမပြတ်တမ်းစည်းကပ်ပူဇော်တမှုပြုတဲ့ဥပါကကတဦးလည်းဖြစ်ပါတယ်မိ쇠ဟာကလျာဏမိတ်တပိသားစွာနဲ့တပည့်တော်ကိုဒူးစရိုက်အမှုတွေရှောင်ကျင်ဖို့သူတပားအသက်ကိုမတက်ဖြတ်ဖို့အပယ်၄ပါးကိုမကြောက်စေဖို့စတာတွေအတွက်မိုးဆိုးအလုတ်ကိုစွန့်ပယ်ဖို့ရာတွေ့လေတိုင်းပြောဆိုတားမြစ်ပါတယ်ဖခင် ဒါပေမဲ့တပည့်တော်ဟာသူမိုက်ဆိုတော့သူတော်ကောင်းစကားဟာမချိုမြားခဲ့ပါဘူးဖခင်သူ့အသက်ကိုတက်ဖြဲ့ရတဲ့အရာသာဒုစရိုက်အာယုံမှာကြာမြင့်စွာအကျဉ်းရနေပြီဖြစ်လို့ကလည်းတကြောင်မူလတက်ခံကိုကအတိညာနေတာကလည်းတကြောင်မို့တငယ်ချင်းမိတ်ဆွေရဲ့စကားကိုပြစ်ပယ်ပြီးမူဆိုးဘဝကိုပဲနှစ်ချိုက်ပျော်နေခဲ့ပါတယ်ဖခင် ထို့သို့ဖွင့်ဟဝင်ခံလေးမှဒေဝစီယာနတ်ကညာနတ်သမီးအပေါင်းတို့လည်းသူတို့ဤမောင်းတော်မှာပြောဆိုရပြောရခက်သည့်မူဆိုးချမ်းကြီးမှန်တည်သွားခဲ့ကြလေတော့ဤအရှင်ဖျားတပည့်တော်ရဲ့မိတ်ဆွေဟာတပည့်တော်အပေါ်မှာဘလောက်တောင်းကောင်းသလဲဆိုရင်တပည့်တော်အပယ်လားမှာဆိုတဲ့အတွက်ဥပိ္ပခာပြုမသွားပဲမူဆိုးအလုတ်ကိုမေရောတယောမလုတ်ပဲညခါကိုရှောင်းကြည့်နိုင်ရင်ရှောင်းကြည့်ဖို့သူ့အသက်ကိုမတက်ဖို့မေတ္တာရဲ့ခံလာပြန်ပါတယ် ကြာတော့သူဆွဲကောင်းကောင်းနဲ့မြစ်တာရက်ခံလေးလေးအားနာလေးလေးဖြစ်လာတာမို့သူ့တောင်းပန်တိုက်တွန်းချက်ကိုလက်ခံလိုက်ပါတော့တယ်။အဲ့ဒီကစလို့တပည့်တော်ကနေ့ခါများသာမူဆိုးအလုတ်ကိုလုတ်ကင်ပြီးညခါတွေမှာတော့အကုသိုလ်ဒုစရိုက်အမှုကိုရှောင်ကျင်ခဲ့ပါတယ်။အဲ့ဒါကြောင့်ပဲတပည့်တော်တေလွန်တဲ့အခါညဘက်မှာနတ်စည်းစိမ်ကိုခံစားရပြီးနေဘက်ရောက်တဲ့အခါမှာတော့ကျူးလွန်ခဲ့တဲ့ဒုစရိုက်အကုသိုလ်တွေကြောင့်ခွေးစားခံနေရပါတယ်ဖေယား။အရှင်ဖေယား တပည့်တော်စိတ်ထဲထင်မြင်သမျှကိုရှောက်တင်ရရင်မြတ်စွာဘုရားရှင်ရဲ့သာသနာတော်မှာနေထိုင်ပြီးကိုယ်နှုတ်နှလုံးသုံးပါးကိုစောင့်ထင်းကြရင် ဖြူစင်တဲ့စိတ်ကို မွေးမြူကြရင်ဒုက္ခခတ်သိမ်းကင်းငြိမ်းရာအမှန်နိဗ္ဗာန်ကိုရောက်ကြလိမ့်မယ်လို့ယူဆပါတယ်ဘုရား။မွန်ဘေစွာကောင်းဘေစွာတကားတော်တို့ဖြင့်ပင်တိလိုသည့်အကြောင်းကိစ္စတို့ကိုတိလိုက်ရသည်အတွက်အရှင်နာရသည်ဂျင်းနဲ့အာရစွာဖြင့်ဝေပိုလတောင်မှ ဖေးစာကုတ်တောင်တို့ပြန်ကြွခဲ့လေ၏နောက်တစ်နေ့ရောက်သေးရှိသောအရှင်နာယာရလည်းဖះရှင်ထံတွားရောက်ဖူးမြော်ရင်းဝိမာနီကပြိတ္တာဤအကြောင်းကိုလျှောက်ထားလေ၏ထိုအခါဖះရှင်လည်းထိုအကြောင်းကိုအရင်ဖြစ်အပြက်ကိုတရားနာပရိသတ်အပေါင်းအားအကုသိုလ်ဤအဖြစ်သူတော်ကောင်းနှင့်ပေါင်းဖော်ရသည့်အကျိုးတို့ကိုဟောကြားတော်မူလထိုတရားကိုနာယူရသောပရိသတ်တို့မှလည်းကောင်းကျိုးလိုရာရရှိကြလေကုန်သည်ပုံပြင်လေးကိုနားထောင်ပေးတဲ့တယောက်ချင်းစီတိုင်းကိုကျေးဇူးတင်ပါတယ် channel လေးကို subscribe လုပ်ပေးခဲ့ကြပါအောင်။နောက်ပုံပြင်လေးတွေမှာပြန်တွေ့ကြမယ်နော်။မှုရင်ရေးသားသူအားလေးစားစွာဖြင့် credit ပေးအပ်ပါတယ်။